လောကလူဆိုတာပေါ်ပြူလာဖြစ်တာကိုကြည်ညိုတာသူတော်ကောင်းကိုကြည်ညိုတာ ਨੇ ပညာရှိကိုကြည်ညိုတာမဟုတ်ဘူးပေါ်ပြူလာဖြစ်မှကြည်ညိုတာလူတွေရဲ့သဘောกว่าအတိုင်းရှင်သာရိပုတ္တရာနဲ့ရှင်မောကလရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြည့်ရှင်မောကလကတကူကြည့်တယ်တကူကြည့်တော့ရှင်မောကလပေါ်ပြူလာဖြစ်တယ်ဒါကထင်ရှားတဲ့ဥပမာတစ်ခုပြောပြတာเนาะတကူကြည့်တယ်ဆိုတော့ တောင်ကြီးလိုပဲသူပေါ်ပြတာဖြစ်တယ်မြင်တာတယ်ပေါ့ကိုကြီးရှင်သာရိပုတ္တရာဆိုတာခက်ခက်ခဲခဲနဲ့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 မိကုံပြတနာတွေဖြေရမှသူကသူ့ရဲ့ပညာစွာဆိုတာသိတယ်ရှင်သာရိပုတ္တရာကပညာရှိမှသိတာကြောက်ရမောလားပညာရှိဆိုတာစီကြီးလိုပဲတီးမှပြီးတယ်မတီးရင်ဒီတိုင်းပဲနေပဲเนาะ ဲ့တော့ဥပမာပေးတဲ့အခါရှင်မောကလန်ကတောင်ကြီးနဲ့တူတယ်ရှင်သာရိပုတ္တရာကဆားနဲ့တူတယ်နားလေအလားတူဥပမာတောင်ဆိုတာကလူတိုင်းကမြင်သိတယ်တောင်ကြီးကြည့်ပြီးတော့လူတိုင်းကနေပြီးတော့တောင်ကြီးကိုသိဆားဆိုတာကြတော့ထမင်းမွေးတိုင်းမှာဟင်းချက်တဲ့ချိန်မှာသူကမထင်မရှားလေးပဲနေရှာတာသူကကိုဟင်းနဲ့လည်းသူ့ခတ်လိုက်တာအရေးတော်တဲ့လည်းသူ့ခတ်တာပဲ တဖြင့်အချက်ထားလေးကိုအတုံထဲလေသူပါ မပါတဲ့နေရာရှိရလားအကုန်ပါတာထညက်ထဲတောင်မှသူပါမှလေးတယ်ဆိုထညက်တောင်မှစားလေးနဲ့မင်္ဂလာသီးစားလဲစားလေးနဲ့မကောင်းတာဒီတိုင်းစားလို့မကောင်းတမယာသီးဆိုတာတော့မပြောနဲ့တော့เนาะအချိုးတာပဲဖြစ်ဖြစ်ချင်တာပဲစားလေးပါမှလေးတယ် ရှင်သာရိပုတ္တရာကျတော့စာနဲ့အလားတူတူတယ်နေရတကပါတယ်ဒါပေမဲ့ပေါ်ပြူလာဖြစ်လာဆိုဖြစ်အိရှင်မတရားကြီးတယ်လို့ပဲတို့အိစာတော့ဝဲတာဝဲတခါမှလည်းစာမစားရပါဘူးလို့ပြောစာကိုတရားတွေလို့ဒီပြင်ထမင်းလို့စားလို့ရတာမှမဟုတ်တာနော်စားပြဝဲတာဝဲရတယ်တူဦးပြီးတူဦးကုန်းနေတာဒါပေမဲ့တခါမှလည်းစားစားရတယ်လို့မရှိဘူးလို့ပြောတယ် အဲ့တော့ရှင်သာရိပုတ္တရာရဲ့အနေထားကစားလို့ပဲပညာရှိဆိုတာစားလို့ပဲမပါရင်ပေါ့ပြည့်ပြည့်ပဲသူပါမလေးတယ်သို့တော့သူပါမလည်းသိမ့်မသိချဘူးလူတွေကအသိမှပြုတ်မပြုတ်စားပေါ့နေထက်လိုက်စမ်းစားလေးဒါတော့ပဲသိနော်လူတွေကနာမည်တက်တော့စားလို့သူကမတက်ဘူးစက်သားဟင်းဝက်သားဟင်းဆိုပြီးတော့ ကောင်းတဲ့နာမည်တွေပဲတတ်တယ်။ချက်တွေဝက်တွေပဲနာမည်ကြီးသွားတယ်။စားကြတော့ဘုရားထက်ပြောတော့စားမပါချက်သားလည်းမကောင်းဝက်သားလည်းမကောင်းငါလည်းမကောင်းဘာမှမကောင်းသို့သောသူ့နာမည်ပေါ်လာဆိုပေါ်ချဘူး။ပညာရှိဆိုတာစားနဲ့အလားတန်တူတယ်လို့သူတို့ဆိုတယ်။အေးဒါကြောင့်မို့ရှင်သာရိပုတ္တရာမဲရှုံးသွားတာမဆမ်းမဘူး။ တေဝရကမဲနိုင်သွားတော့သင်္ကန်းတေဝရရသွားတယ်ပေါ့